အားလုံးမင်္ဂလာပါခင်ဗျာယနေ့23ရက်ကျောင်းလ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သတင်းအနေအဖြင့်ရဲသုံးဘော်ရဲ့စစ်သတင်းလေးတွေနဲ့စတင်လိုက်ကြရအောင်ဗျာစစ်သတင်းဒူးတွေအများကြီးပါပဲအထူးသဖြင့်တပ်ဘကစစ်သတင်းကလူသိသိမများပြီမဲ့ hot issue ဖြစ်နေတာကတော့အမှန်ပါပဲဗျာမိကြသောဘူဆန်တို့ကလည်းမြေပြင်စစ်သတင်းအမှန်ရရှိရေးအတွက်အရေးပြကန်အစားပြကန်ကြိုးစားလျက်ပါပဲဗျာရန်သူလှုပ်ရှားမှုတွေက ခက်စိတ်စိတ်လေးဖြစ်လာနေတယ်မဟုတ်ပါလားဗမောဝင်ဘက်ကတော့ဘာမှစိတ်မပူကြပါနဲ့ခင်ဗျာရောက်ဖူးကြလားဗမောစိတ်ကန်းတဲ့အေယာဝရီကန်းနာတလျှောက်အကုန်ဒီပါမြမတက်မတော်စစ်ကြောင်းများဖြန်ခွဲရှင်းလင်းထားပါတယ်မြို့ပေါ်ကရက်ွက်အချို့မှာရန်သူအင်အားများစုဖွဲ့ခန်းစစ်ဆင်နေကြလေရဲ့ဗျာဗမောစစ်တရင်စောင့်ပေးပါခင်ဗျာတချို့ကပြောကြတယ်နောင်ချိုကိုတက်မတော်ကတတ်ရင်ပလောင်ကအသေးအကြီးမခုခံပဲစုပ်ဖို့ပြင်ထားကြတယ်ဆိုပါလား လွယ်လွယ်နဲ့စပယ်ပွင့်မတယ်လားဗျာဘာတခုမှလကမရဘူးလေမင်းညကပဲနီလံပလဲလန်းမှာဗဒက်အုတ်လိုက်ကြီးတွေးလိုက်ရတဲ့စန္ဒပီကား၃စီးအပြည့်လေလုံးလုံးကားက၅စီးပေါ်မှာလဲအပြည့်ဆိုတော့အာလူးနှလုံး400လောက်ရှိလေနဘက်ကဘက်ကလည်းတင်လာအေးဆိုအဖွဲ့ပြီးဆင်းလာကြတယ်ဆိုတဲ့သတင်းရဲ့နန်းဆောင်ဟူကြောက်တော်ဘက်ကလက်ရှိရန်သူရဲ့ပေါင်းလိုက်ရင်အင်အားမနည်းပါဘူး စစ်သားတွေကတော့စစ်သားအလုပ်ကိုလုပ်ကြမှာပါခင်ဗျာကာဆရံမူဝကြုံကြီးနိုင်နိုင်ဦးကိုရိုင်းမြေပြင်တက်တွေနဲ့အနီးကပ်သွားရောက်ကြည့်ရှုပြီးအားပေးစကားပြောတယ်ရိတ်ခါခဲရန်တွေဖြည့်စီပေးထားပါတယ်စစ်ကူ W ဟာထပ်ပေါင်းထားပေးတယ်ကဲဘာလို့သေးလဲနောက်နှစ်ရက်အတွင်းပွဲကြံလိမ့်မယ်ဗျာစစ်သည်များဆက်လက်စောင့်ကြည့်ပါနောင်ကျိုးကလက်ရကန်းအလိုမှာရှိပေမဲ့ထပ်ပြီးအင်အားဖြည့်လာတဲ့ရန်သူတွေနဲ့မိမိတက်မတော်ဘက်က စစ်သူရဲကောင်းတို့ဟာဘလို့တိုက်ပွဲဝင်มาလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာ။နောင်ချိုရံပြီးမှစစ်သည်အပြည့်စုံကိုအရသာရှိရှိဖတ်လို့ကောင်းအောင်ပြည့်ပြည့်စုံစုံလေးတင်ပေးပါဦးမယ်ခင်ဗျာ။အားလုံးကို လေးစားရွတ်သေးစွာ ဖြင့်ရည်သွန်းပေါ့။ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ရွှေကူဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ။ဇွန်လ22ရက်နေ့ကရွှေကူမြို့ဗမော်ရွှေကူကမ်းလှမ်းအတိုင်းအကျန်းဖက် KIA ပလန့်ဗထက်အဖွဲ့များ စကြေကောက်ရန်ထွက်ခွာလာကြောင်းအကြံဘက်ကိုမလိုလားတဲ့ပြည်သူများကသတင်းပေးပို့လာတဲ့အတွက်ကြောင့်မြမတက်မတော်လုံမျိုးကြီးစစ်ကြောင်းများကကင်းဘုံကိုပြီးခြေမုံတိုက်ခိုက်ခဲ့ရမှာတော့အကျိုးအမြတ်ရလန့်နေအဖြစ်မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲရန်သူဘက်က KIA အလောင်းတလောင်း KPDF အလောင်းတလောင်း KA အမျိုးအစားတနက်တလက်ကြီးအိမ်တစ်ခု G20 တောင်းဟန်းဆက်မျိုးစုံ၄ခု ဆိုင်ကယ်စည်းတို့ကိုတင်ဆက်ရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့သကိုင်းတိုင်းမြင်းမှုနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ22ရက်နေ့ကမြင်းမှုမြို့နယ်အလကမကြီးရွာဝန်းကျင်မှာအကျန်းဖက်ဗရမျာလောင်ကျန်း ရောက်ရှိနေကြောင်းဒေသခံပြည်သူများကသတင်းပေးပို့လာတဲ့အတွက်ကြောင့်မြမတက်မတော်လုံညိုရေးစစ်ကြောင်းများကသွားရောက်ရှင်းလင်းချေမှုန်းခဲ့ရမှာတော့အကျန်းဖက်သမားများနဲ့ ထိတွေ့တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပြီးအကြံဖတ်သမားများဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကအထိကိမှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလက်အနေအချင်းအကြံဖတ်ဗရက်အလောင်းတလောင်း MA1 တနတ်တလက် GA နှစ်ခု9ဒသမ56မမ G63 တော့ N22 G71 တော့ PDF ဘတ်တစိပ်ပါအုတ်ထုတ်တလုံးတို့ကိုသိမ်းဆဲရမိခဲ့ကြောင်းပါခင်ဗျာ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကလည်းရှမ်းမြောက်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ23ရက်နေ့ဇွန်လ2025ရက်နေ့ဒီနေ့မှာတော့ပလောင်အကျန်းဖက်သဘုံမြောက်ကိုမြမတက်မတော် လုံညွေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ချင်းမုံးလျက်ရှိရာမှာ အကျိုးအမြတ်ရလန့်နေရာဖြင့်ပလောင်အကျန်းဖက်သဘုံများအ धिक အုတ်ချုံမှုစကန်တစ်ခုနဲ့အခိုင်အမာစကန်တစ်ခု ပလောင်အကျန်းဖက်သဘုံများရဲ့အလောင်း9လောင်း လက်နက်ခဲယမ်းများအပြင်ညေထိုးစက်ကြီးတစ်စီးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့တစ်ဆက်တစ်ဆက်ထဲမှာပဲရှမ်းမြောက်ဒေသနောင်ချုံနဲ့ပတ်သက်တဲ့သတင်းလေးကိုတင်ပြရရင်တော့ဖြင့်ဇွန်လ22ရက်နေ့အယုံတဲ့အချိန်မှာ အကြံပဲ့တောင်းကျန်းသူ TNL ရဲ့0.169စခန်းကုန်းကိုငေဝန်နေသူရဲကောင်းများကစင်းနေသိမ်းပိုက်လိုက်ပါတယ်စင်းနေသိမ်းပိုက်ချိန်အတွင်းမှာရန်သူဟာရင်ဆိုင်ပြစ်ခတ်နိုင်ကြမရှိတဲ့အတွက်ကြောင့်မလို့ အချိန်တိုအတွင်းမှာအလောင်းလက်နဲ့များဆွဲယူထပြေးသွားခဲ့ပြီးဖြစ်စဉ်အတွင်းမှာတော့မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလန့်အနီအချင်းအကြမ်းဖက်ဗရက် TNL နှလောင်းတိုက်80တည်းသနက်တလက်ကြီးအိမ်3ခု G300 ခန့်လက်ပြပုံး5လုံးဆက်သွေးမြောင်း150မီတာခန့်တို့ကိုတွေးရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာ။ ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ဘကိုးတိုင်းရွှေကျင်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါရွှေကျင်ဒေသအတွင်းမှာလှုပ်ရှားနေတဲ့ KNLA ပလတ်ဗရက် PDF တွေဟာမြမတက်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနေမြေရှင်းလင်းတဲ့စစ်ကြောင်းနဲ့ရွှေကျင်မြို့နယ်အတွင်းမှာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာတော့ KNLA ပလတ်ဗရက်အလောင်း20လောင်းနဲ့လက်နက်မျိုးစုံ29လက်တို့ကို သိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကလည်းရှမ်းမြောက်ဒေသနောင်ချိုနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ အောင်မွေးစင်မြန်းနေတဲ့နောင်ချိုသူရဲကောင်းများရဲ့အောင်မြင်မှုတစ်ခုကိုတင်ပြရရင်တော့ဖြင့်ဇွန်လ20ရက်နေ့မွန်လယ်ပိုင်းအချိန်မှာတော့နေဝန်ဒီဖိုက်တာစစ်ကြောင်းများနေမြေရှင်းလင်းနေတဲ့အခါမှာအကြမ်းဖက် DNA စကန်ကုန်တစ်ခုကိုတွေ့ရှိတာကြောင့်စီးနင်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲရန်သူဒဏ်ကအကျိုးမြတ်ရလန့်နေရခြင်းအကြမ်းဖက် TNL လေးလောင်းတိုက်80တိသနက်3လက်ကြီးအိမ်နဲ့ကြီးစံများပြစ်ချင်း35ကျင်းနဲ့ဆက်သွေးမြောင်1400ဘေကန်းတွေးရှိသိမ့်ပိုက်ရရှိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်ဒီမြန်ပေးခြင်းတဲ့သတင်းလေးကတော့မိုးမိတ်ဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါယနေ့ဇွန်လ23ရက်2025ရက်နေ့မှာတော့မိုးမိတ်မြို့နယ် မောဟအုပ်စုတွင်မှာတော့အကြမ်းဖက် DNL စစ်ကြောင်းကို SSPB SSC တပ်ဖွဲ့ကမနီဒီနေ့မနေ့စနေရီကမှတစ်ချိန်နဲ့၁၇နာရီခွဲကမှတစ်ချိန်ခြုံကိုကြားမြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက် DNL တို့အထိနာစုပ်ပြေးသွားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့မန္တလေးတိုင်းဒေသကြီးမတရားမြို့နယ်စင်ကူးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ ဒီနေ့23ရက်6လ2025ရက်နေ့မှာတော့မရိယာမြို့နယ်စင်ကူးဒေသအတွင်းမှာပမခကျုပ်ဆရာတော်ဖျားကြီးတည်ထားတဲ့မေတ္တာနန္ဒဆေးရုံအတွင်းမှာတက်ဆွဲပြီးနေရယူထားတဲ့အကျမ်းဖတ်ဗဒတ်သောင်းကျန်းသူများကိုမြမတက်မတော်ကလေချောင်းဖြင့်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်းတင်ပြလိုက်ရပါတယ်ခမ ya ဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ယွန်ဒေတာနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ ယနေ့ဇွန်လ23ရက်နေ့2025ရက်မနေ့6နှစ်ခွဲအချိန်ခန့်မှာတော့ရော့ဒေတာတွင်မှလှုပ်ရှားတောင်းရနေတဲ့ဂျက်စီရီယန်စီသူအောင်နဲ့တကွာဗတ်က်အကျန်းဖတ်တွေကိုမြမတက်မတော်ဝေဟင်စစ်တီများကဘုံကျဲရှင်းလင်းလိုက်ကြောင်းတင်ပြလိုက်ရပါတယ်ခမညာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းနဲ့သတင်းဆောင်ပါလီကတော့ဆရာအောင်နိုင်သူဇွဲကမင်းရေးသားတဲ့ဘယ်အထိဖြစ်လာနိုင်တယ်လဲဆိုတဲ့ယနေ့မျက်မှောက်ကမ္ဘာမှာဖြစ်ပွားနေတဲ့ အီရန်ရဲ့အစ္စရေးစစ်ကိုအခြေခံပြီးရေးသားထားတဲ့သတင်းဆော်မလေးကိုတင်ဆက်ပေးကြပါရခင်ဗျာချီလင်တပ်တွေအလံတက်မဆိုင်သေးတော့စစ်ပွဲမပြီးဘူးဆိုတဲ့စီးရဲအယူအဆကကြီးတဲ့စစ်ဆင်မှုတော်လန်ရင်းနဲ့အတူပေါ်ပေါက်လာခဲ့တဲ့စီးရဲအယူအဆဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ဖြစ်ပွားနေတဲ့အစ္စရေးအီရန်စစ်ပွဲကဝေဟင်ပေါ်မှာပဲတိုက်နေကြတာဖြစ်လို့အလွယ်တကူပြေးလိမ့်မယ်လို့မထင်ပါဘူး တနည်းပြောရရင်တော့အရှုံးအနိုင်ပြတ်သားတဲ့အဖြေပေါ်မှာမဟုတ်ပါဘူးဒီလိုမပြီးဘူးဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်ကအရင်နီးကြီးပါလိမ့်မယ်တစ်ဖက်နဲ့တစ်ဖက်လူမရောက်ကြည်ရောက်စနစ်နဲ့တိုက်နေကြတာဖြစ်လို့ပြည်သူတွေပဲဒုက္ခရောက်ကြရပါလိမ့်မယ်နိုင်ငံတွေပဲပျက်စီးသွားပါလိမ့်မယ်အထူးသဖြင့်နိုင်ငံအရွယ်အစားသေးငယ်လွန်းတဲ့အစ္စရေးဟာအပြားက မုံကြီးစေလို့ဖြစ်နေလို့ရှောင်မရတိတ်မရပဲပိုပြီးတော့ ပျက်စီးဆုံးရှုံးမှုများပါလိမ့်မယ်။အမေရိကန်တွေအနေနဲ့လည်းလုံလိုင်းရင်အီရတ်ကိုဝင်တိုက်သလိုတိုက်ပြီးခါမီနီအစိုးရပြောင်းအောင်လုပ်ရမယ်။သူ့ရဲ့ရုပ်သေးအစိုးရကိုထားခဲ့ရပါလိမ့်မယ်။ဒါပေမဲ့ဒီလောက်အထိလဲရင်းနှီးမဲ့ပုံမပေါ်သေးပါဘူး။ရှင်းမအမေရိကန်ပုံကြီးကိုဆွဲချခဲ့တဲ့တာရကတွေကမဝေးသေးတဲ့အီရတ်နဲ့အာဖဂန်နစ္စတန်စစ်ပွဲမှာကြုံတွေ့ခဲ့ကြပါပြီ။ အာဖဂန်ကအကြမ်းဖက်ဝါဒဆန့်ကျင်စစ်ပွဲဆိုပြီးတိုက်စင်ကလေးကကမာကြီးကထောက်ခံခဲ့သလောက်အီရက်စစ်ပွဲမှာတော့ကမာကြီးရဲ့ယုံကြည်မှုကြာဆင်းသွားခဲ့ပါတယ်။အဲဒါကြောင့်အခုအီရန်အစ္စရေးစစ်ပွဲကမြေပြင်တပ်တွေဝင်ဖို့အစီအစဉ်မရှိနိုင်လို့ဝင်ရင်ထဲမှာချနေကြအောင်ပါပါ။အစ္စရေးကဒီပုံစံအတိုင်းဆက်လက်ထိခိုက်နေအောင်ပဲဆိုရင် US အနေနဲ့နျူကလ িয়ার သုံးနာမျိုး အစ္စရေးကသုံးနာမျိုးအထိ ဖြစ်လာနိုင်ပါတယ်အဲ့ဒီအဆင့်မှာလဲအဆုံးသက်သွားနိုင်ပါတယ်မဖြစ်ပါစေနဲ့လို့တော့ဇူတောင်းပေးပါတယ်အောင်နိုင်သူဇွဲကပင်ဟုတ်ကဲ့နောက်ထပ်ဒီများပေးချင်တာကတော့ရှမ်းမိုးတိစွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့မျက်မှောက်ခေဖြစ်ပွားနေတဲ့အီရန်အစ္စရေးစစ်နဲ့ပတ်သက်ပြီးတော့အီရန်ဘက်ကဟော်မုန်းရေလက်ကြပိတ်ရင်ဆိုတဲ့သတင်းဆောင်းပါးလေးပဲဖြစ်ပါတယ်အဆက်ဆက်သူတို့ကို တိုက်ခတ်ရင် ပိတ်ပစ်လိုက်မယ်လို့ပြောလာခဲ့တဲ့ဟော်မုတ်ရေလဲကြကိုအီရန်လွှတ်တော်ကပိတ်ပစ်ဖို့သဘောတူလိုက်ပါတယ်။ဟော်မုတ်ရေလဲကြပိတ်လိုက်ရင် အရင်ဆုံးဖြစ်မှာလောင်စာဆီးတွေတက်မှာပါ။ခံကြရမှာက စီဝဲသုံးနေရတဲ့တကမ္ဘာလုံးကပြည်သူတွေဖြစ်ပြီးတော့စီထွက်တဲ့နိုင်ငံတွေကတော့အဲ့ဒီပြဿနာ မရှိပါဘူး။ဟော်မုတ်ရေလဲကြကိုဘလို့ပိတ်မလဲဆို ထောင်ပေါင်းများစွာသောစက်တက်လေလေးတွေနဲ့စစ်သားတွေလက်နက်ဆောင်ကင်ပြီးပိတ်ထားမှာပါ။ ဆိုမာလီယာကပြည်ရတွေလို့စောင့်နေမှာဖြစ်လို့အမေရိကန်စစ်သည်မောင်းဝင်လာလဲမလွတ်ပါဘူးပြည်ရစိတ်ကြိုက်သလိုဝိုင်းခဲပါလိမ့်မယ်လေနင်းသည်မောင်းတွေအတွက်တော့ hyper sonic တွေပေါ့အမေရိကန်တိုက်ခိုက်ခဲ့တဲ့အီရန်မြေအောက်နျူကလ িয়ার စက်ရုံ စစ်စင်ရေးကထင်သလောက်အောင်မြင်ရလားလို့တန်တေးရဖြစ်စရာတွေရှိလာပါတယ် အရင်ကြီးရေလိုခေါ်တဲ့နျူကလ িয়ার စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ကအတိုက်ခံရတဲ့နေရာမှာရေဒီယိုတက်တီကြွတာမရှိဘူးလို့ပြောပါတယ်။အီရန်ကလူတွေနဲ့အမေရိကန်ဘုံကျဲသွားတဲ့နေရာကို ရိုက်ပြထားတဲ့ဗီဒီယိုတွေအွန်လိုင်းမှာတင်နေပါတယ်။သဘောကတိုက်ခိုက်ခံရတဲ့နေရာအောက်မှာဗာနျူကလ িয়ার လောင်စာမှမရှိဘူးဆိုတဲ့သဘောမထီဘူးဆိုတဲ့သဘောပါ။အီရန်ကသတင်းကြော်ကြလို့ပြောင်းရွှေ့ထားပြီးပြီလို့လဲဆိုကြပါတယ်။သတင်းမရလဲ စစ်ဖြစ်ပြီးဆိုပြောင်းရွှေ့ထားမှာပါပဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကို ထိခိုက်မှုမရှိဘဲဟော်မုတ်ရေလည်ကြအပိတ်ခံရမယ်ဆိုရှုံးတာပါရုရှားကမက်ဘီတက်ကအီရန်ကိုနျူကလ িয়ার ထိပ်ဘူးတွေထောက်ပံ့ပေးခြင်းနဲ့နိုင်ငံတွေရှိတယ်လို့ဆိုပါတယ်တကယ်ပဲအမေရိကန်တိုက်ခိုက်မှုကမအောင်မြင်ခဲ့ဘူးဆိုရင်အမေရိကန်နဲ့အစ္စရေးကို ပိုရှုံးကြပါလိမ့်မယ်အခုကိုအမေရိကန်နိုင်ငံထဲမှာလုံခြုံရေးကိုအဆင့်မြင့်ထားလိုက်ရပါပြီ။ ဂါဇာကမွတ်စလင်တွေကိုတစ်ဖက်သက်နှိမ်နှင်းလို့မကျေနပ်ချက်ကြီးပြီးအမေရိကန်နိုင်ငံတဲ့အပါအဝင်ဥရောပမှာပါဆက်လက်ပြီးတော့ဆန္ဒပြမှုတွေများနေချိန်မှာအမေရိကန်ကအီရန်နဲ့တရားဝင်စစ်ဖြစ်လိုက်တော့ပိုဆိုးလာတာမျိုးသာ ဖြစ်လာဖို့ရှိပါတယ်စစ်မတိုက်ဘူးလို့မဲဆွယ်ကန်လာပြောခဲ့တဲ့ထရန်က6လတောင်မခံပါဘူးရွေးချယ်မှုမှားသလားလို့ဖြစ်ခဲ့ပါတယ် ီရန်ရဲ့နျူကလီးယားလောင်စာတွေပျက်စီးသွားစေတယ်ဆိုရင်တော့မစိုးဘူးပေါ့နောက်ဆက်တွဲတွေကပိုခက်ခဲတဲ့အနေအထားတွေနဲ့သာရင်ဆိုင်ရမှာတော့မယ်ဟော်မုန်းရေလက်ကြားကိုတကယ်ပိတ်ခဲ့ရင်ပေါ့မိုးတင့်ရန်ကုန်တက်ကတော့ဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ကျန်ကိုရွှေမျိုးဝင်းရေးသားတဲ့ဥတည်ဦးနဲ့ဒေါ်စုကြည်ဆိုတဲ့သတင်းဆောင်မလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ။ 1986ခုနှစ်မှာကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးကိုယာရုကနေထုတ်ပယ်ခဲ့ပါတယ်။စနီးဖြစ်သူဒေါန်တန် တင်မိုးဝေမှမလျော်ဩဇာသုံးပြီးပါတီပိုင်းငွေကြေးနဲ့အသုံးအဆောင်တွေကိုသုံးစွဲခဲ့လို့ပဲထုတ်ပြန်ခဲ့ပါတယ်။ဒိုစင်ကဆိုရှယ်လစ်စီးပွားရေးဥပဒေအရဒီလိုပြစ်မှုမျိုးဟာအမတန်ကြီးလေးပါတယ်။ကာချုပ်အသည်သူရဦးကျော်ထင်းရဲ့ပြည့်စုံဗိုလ်ကြီးအောင်ကျော်မြင့်သည် ထောင်လိုက်ရေးညွန်ကြုံမျက်မှန်ကြီးအားမကျေနပ်ခြင်းမြမဆိုရှယ်လစ်လမ်းစဉ်ကိုမယုံကြည်ခြင်းတို့ကြောင့်ဥနေဝင်းကိုလောက်ကြံဖို့ကြိုးစားပါတယ်1989ခုမှာပဲအနာပီးချင်းခံခဲ့ရတဲ့ဥတည်ဝူစီကိုသွားပြီးသူတို့အစီအစဉ်ကိုတင်ပြပါတယ်ဥတည်ဝူဟာဥနေဝင်းနေရာမှာ စားထိုးမယ်လက်ခံပါသလားဟုငွေးမြန်းရာပထမဘာမှအဖြေမပေးခဲ့ဘူးလို့ဆိုပါတယ်နောက်မှကြံရည်သူတဦးကအဖိုးကြီးခေါင်းငိမ့်ပြီး လောက်ကြတော့လို့ပြောဆိုခဲ့ကြောင်းဖက်ချက်ပါရှိလာပါတယ်ဒီတော့မှဥနေဝင်းဟာဥတည်ဥကိုဖမ်းဆီးအရေးယူပါတယ်နိုင်ငံတော်တစ္ဆာပေါမှုနဲ့အရေးမယူပဲသတင်းထင်ချမ်းမှုနဲ့ပဲအရေးယူလို့ထောင်ခုနှစ်ချမှတ်ခဲ့ပါတယ်သူတပည့်ဥဝင်းထိန်လည်းအမှုတွဲမှာပါပြီးထောင်ကြပါရောဥတည်ဥသည်1986မှာကာကြုတ်ရာထူးပြုတ်တယ်1989မှာထောင်ခုနှစ်ကြာတယ် 1980မှာလူငိမ့်နဲ့လွတ်ပေးလိုက်ပါတယ်1988မှာတပိတ်မှောက်တယ်အပန်းခံရတယ်1995မှာဗိုလ်ချုပ်ခင်ညွန်းနဲ့တွဲဝင်တောင်းပြီး နောက်နောက်နိုင်ငံရေးမလုပ်တော့ပါဘူးပြန်လွတ်ပေးပါလို့တောင်းပန်ပါတယ်တက်ချုံဟောင်းမို့ဂရီစင်္ဂါကိုယုံကြည်ပြီးလွတ်ပေးလိုက်ပါတယ်သို့တော့တည်သည့်အထိ NLD ပါတီမှာတက်မတော်ကို အစင်တစိုက်တိုက်ခိုက်ပြီးနိုင်ငံရေးလုံသွားပါတော့တယ်ဒါကဥတင်ဦးရဲ့ သမိုင်းအကျင့်ပေါ့နောက်ဒေါ်စုကြည်ကတော့အားလုံးတည်ပြီးမို့အရှိမရေတော့ပါဘူးယခု2021ပဲလေ့လာကြပါစို့ သူမအဖမ်းခံပြီးနောက်အပြင်မှာကြံနေသေးတဲ့ဥတင်ဦးကဒေါ်စုကြည်ထားခဲ့တဲ့လက်ညွန်ချက်ပါဆိုပြီးစီရီယံလှုပ်ဖို့နဲ့စူဘူအောင်ကြဖို့လှုပ်ဆော်တဲ့စာတစောင်ဖြန့်ဝေပါတယ်ဒေါ်စုကြည်ရဲ့စာဆန္ဒအမှန်ဖြစ်ကြောင်းဦးဝင်းထိန်ကသူ့အသက်နဲ့အမတ်ခံဖြန့်ဝေခဲ့တာပါ ဒေါ်စန္နာမင်းကပြောသွားတဲ့အထက်မှာဒေါ်စုကြည်အနေနဲ့စာတစောင်ထားသွားတာတော့သိရှိကြောင်းစာထဲမှာပါတဲ့အကြောင်းတော့သူမှမသိကြောင်းပြောသွားပါတယ်ဖြစ်နိုင်ပါတယ်ဒေါ်စန္နာဝင်းကဩဇာအာဏာမရှိတော့ပါဘူးကျွန်တော်အမှန်မှမရင်အမတ်လောင်းထဲတောင်ပါခွင့်မရတော့ဘူးထင်ပါတယ်ဒီတော့စာတော့ထားခဲ့တယ်ဦးဝင်းထိန်အကြံအပန်လုပ်ပြီးပြင်ထားကောင်းပြင်ထားနိုင်တယ်ဆိုတဲ့အချက်ကလည်းတွေးစီရပါပဲဒေါ်စန္နာမင်းအဓိကပြောသွားတဲ့အထက်မှာ အခုအကြမ်းဖက်စူဘူအုံကြွမှုဖြစ်စဉ်ကို NLD ပါတီသဘောမတူကြောင်းဒေါ်စုကြည်လည်းဘာမှမသိသိတော်လဲစိတ်မကောင်းဘူးလို့ပြောသွားတာပါဒေါ်စုကြည်ရဲ့စိတ်ရင်းဒီအကြမ်းမဖက်မှုမူဝါဒကိုပဲဆွဲကင်ထားကြောင်းတွင်တွင်ပြောသွားပါတယ်အချိန်တုန်းကအာနာအမလာ အလုံးစုံပြတ်သုံးရေးရွေးမလားဆိုတဲ့ဇာတ်တွေကိုဒေါ်စုကြည်ပြောခဲ့တာမေ့နေဟန်ပါပဲ။ MBNU နဲ့အင်တာဗျူးတစ်ခုလုံးကို အနှစ်ချုပ်က NUG ပလတ်ဗဒတ်တို့သည် NLD နဲ့လုံးဝမပတ်သက်ကြောင်းကြီးပါပဲခတ်တာကအနေနဲ့အရရက်က CRPH NUG ဗဒတ်မှန်သမျှ NLD ပါတီဝင်တွေကြီးဥဆောင်နေတာထက်မပြောသွားတာပါပဲထောင်ကျနေလို့မလှရှားနိုင်သူခေါင်းဆောင်တွေမပါတာနဲ့ပဲအကြမ်းဖက်မှန်သမျှပါတီနဲ့မဆိုင်တော့တာကတင်းရသလောက်ကတော့အမှန်ဆိုရင် NLD ပါတီက ဘယ်ဖြက်ပြီးဖြစ်နေပါပြီ ပြန်လဲမက်ပုံတင်ဖို့တမတ်ကာလလွန်သွားကြတဲ့ကဘယ်ဖြက်ပြီးပါပြီဒီတော့ရွေးကောက်ပွဲဝင်မယ်ဆိုရင် အမည်သင့်တယ်ပဲပါတီထက်ထောင်ရတော့မှာပါလော်ဆန်နာမင်းတို့လိုပါတီဝင်ဟောင်းကနာမည်သင့်တယ်လဲမထောင်ရဲကြပါဘူးအန်လရီအမည်ကိုအမွေဆက်ခံပြီးနှုတ်သက်ခံဆိုခြင်းလို့ဘာလို့ရမှန်းမသိဖြစ်နေကြရတဲ့ဇကောင်းခွဲတွေပါပဲ။ ပြောနေတာကဥတည်ဟုလိုနိုင်ငံတော်ရဲ့စေနာကိုစော်ကားပြီးနိုင်ငံရေးမလုပ်ပါဘူးဆိုတဲ့ကတိစကားကို ချိုးဖောက်ကတသလုံးတတ်မတော်ကိုစန့်ကျင်သွားတာကိုမမေ့ပါနဲ့။ထိုနည်းအတူဒေါ်စုကြည်နဲ့အန်လဒီကိုလည်းကြားသေးကိုအချင်းချင်းအသက်ပြန်မသွင်းကြဖို့မေတ္တာရက်ခံခြင်းပါတယ်။ရွေးကောက်ပွဲလွန်ကာလမှာဖြစ်ပေါ်လာမဲ့ပါတီအစိုးရမြည်သည့်ပါတီဖြစ်ပါစေအနေနဲ့လဲနိုင်ငံရေးသဘောထားကြီးကြောင်ပြသဖို့အခြားနည်းလမ်းကိုပဲ ရှာကြစေခြင်းပါတယ်1989နိုင်ငံတော်လုံခြံမှုမှာကြံရပါ2021နိုင်ငံတော်လုံခြံဖြစ်စည်းမှုမှာအဓိကဇက်ဆောင်အဲ့ဒီနေရာမှာဇက်ဆောင်ကတိုက်တိုက်ဆိုင်ဆိုင်တူးသေးပါအဲ့ဒါကဦးဝင်းထိန်ပါပဲသတိထားနိုင်ကြဖို့ပါဗျာသူ့ရဲ့သွေးထုတ်မှုစကေးကို အပေါ့မတွက်ကြပါနဲ့ တမတော်ရဲ့စေရနာနဲ့သညာမှုတွေကိုအချင်းချင်းခံစားဆန်းစားရင်အချင်းချင်းစော်ကန်းဖြိုခွဲဖို့လှုပ်ဆောင်ကြတဲ့နေရာမှာတော့ဥတည်ဦးဒေါ်စုကြည်ဆိုတာတိုင်းပြည်ခေါင်းဆောင်ကြီးတွေအမြဲသတိရနေစေချင်ပါတယ်မိမိသဘောထားကြီးချင်းအားပြန့်နိုင်ရန်ထက်တိုင်းပြည်ပြတ်မသွားဖို့ပိုပြီးအရေးကြီးပါတယ်ကိုရွှေမျိုးဝင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါဦးခင်ဗျာဟုတ်ကဲ့မိတ်ဆွေများရဲ့ထင်မြင်ယူဆကြံများကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရေးသားဖော်ပြနိုင်ပါ रे